တောင်သာတွင်အချင်းချင်းနှိပ်စက်တပ်ဖြတ်ထားသည့်ဘူစောတီရို့အလောင်းကိုတနတ်တလက်ခရမ်းများနဲ့တူတိမ့်စီရရှိကြောင်းသိရပါသည်။မန္တလေးတိုင်းတောင်သာမြို့နယ်တွင်ဘူစောတီအချင်းချင်းနှိပ်စက်တပ်ဖြတ်ထားသည့်ရို့အလောင်းတလောင်းနဲ့အတူတနတ်တလက်ခရမ်းများပါတိမ့်စီရရှိခဲ့ကြောင်းတောင်သာပကဖမှတာဝန်ရှိသူတူကပြောပါသည်။ဂျွန်နတ်စကူရဲ့နနက်ပိုင်းတောင်သာမြို့နယ်ထနောင်းကုန်းရွာဘူစောတီများသည်အနည်းအနားရှိကျေးရွာတရွာတွင်သို့ဝင်ရောက်ပြီးဘီလူထုပိုင်းနေအများတွင်မှပစ္စည်းများဝင်ရောက်ခိုးယူခဲ့ကြောင်း ထို့သောပြူစခန်းတို့ပြန်လာစဉ်လ၌ပြူစောင်းဒီချင်းချင်းနှိမ့်ဆက်တက်ဖြက်ကရုပ်အလောင်းနဲ့အတူကာပိုင်အမျိုးအစားတနက်တက်လက်ကာပိုင်ကြီအတောင်230ကြီဘောက်နှစ်ခုလုံးနဲ့အတူစွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဘလို့အကြောင်းကြောင့်တတ်သွားတယ်ဆိုတာတော့သတင်းအတိအကျမသိရဘူး။တေဆုံးပြူရဲ့နာမည်တွေလည်းမသိရဘူး။ကင်ပုံဝဆောင်နေတဲ့ရဲဘော်တွေနဲ့လည်းတိုက်ပွဲမဖြစ်လိုက်ဘူး။သူတို့တခြားလမ်းကနေပြန်သွားတာဆိုတော့လမ်းမှာပဲသူတို့ချင်းချင်းပြန်တက်ပြီးထောင်ကုန်းရွာကိုပြန်ဆုတ်သွားတာ။သူတို့ကအနီးနားကကြေးရွာတွေကိုရန်ဖန်ရန်ကထွက်ထွက်ပြီးတော့လူရက်တဲ့သဘောပါ။ ်အင်အားကတော့40လောက်ရှိတယ်လို့သတင်းရထားပါဗျ။ဒါပေမဲ့40လုံးဝမထွက်ဘူး10ယောက်ထွက်လိုက်15ယောက်ထွက်လိုက်9ယောက်10ယောက်ထွက်လိုက်နဲ့ထွက်တာဟုတောင်သာပကဖမှာတာဝန်ရှိသူတူကပြောပါဗျ။တောင်သာမြို့နဲ့ထနောင်းကုန်းကျေးရွာနေထူအောင်ကောင်းဆောင်သောပြူစောတိအဖွဲ့ကအနည်းအနာရှိကျေးရွာတွေရောအာဝင်ရောက်ခိုးယူနေကြောင်းသတင်းအရတောင်သာပကဖရဲဘော်များကတိုက်ခိုက်ရန်ကင်းပုံဝတ်ဆောင်ဆိုင်နေစဉ်ခလန်လန်တောဆက်တနေရာမှာလက်နက်ငယ်ပစ်ခတ်တမ်းများကြားခဲ့ရကြောင်းထို့ကြောင့်ရင်းနေရာအနေဖြင့်ရှင်းလင်းရေးတွားရောက်စဉ်ပြူစောတိချင်းချင်းနှိပ်ဆက်က ပြစ်ခတ်တပ်ဖြတ်ထားသည့်ရုပ်အလောင်းနဲ့လက်နက်တို့ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။ကန်တောင်စခန်းသိမ်းတိုက်ပွဲမှာအမျိုးသမီးရဲဘော်များပါပါဝင်တက်ခတ်ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ဖက်မှ40ထက်မနည်းတေဆုံးပြီးရုပ်အလောင်း20ကျော်ရရှိထားတယ်လို့ PLA ကပြောပါတယ်။စကိုင်းတိုင်းပလဲမြုံနယ်ကကန်းတော့နယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာအမျိုးသမီးရဲဘော်တွေပါပါဝင်တက်ခိုက်ခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကကန်းတော့ရဲစခန်းမကျစေရေးအတွက်လေကြောင်းပစ်ကူ33မီခုခံခဲ့ပေမဲ့ PLA နဲ့မဟာမိတ်တပ်ပေါင်းစုတွေရဲ့မလျှော့တဲ့ဇွဲလုံးနောက်ဝရီးယားတွေနဲ့ရွရွချွန်းချွန်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ဂျွန်လာ19ရက်နာနာ6:40မိနစ်အချိန်မှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ PLA ကသတင်းထုတ်ပြန်ပါတယ်။အမျိုးသမီးရဲဘော်တွေကစစ်ကူစစ်ကြောင်းတွေကိုဖျက်တောက်ရေးမှာပါတယ်။အစောပိုင်းကတီးရတဲ့လောက်တော့10ယောက်ကျော်ပါတယ်။နောက်ထပ်ထပ်တိုးလာမတီးရသေးဘူးလို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။စကန်ဒီတိုက်ပွဲတွင်စစ်ကောင်စီဖက်မှ40ထက်မနည်းတေဆုံးပြီးစခန့်တွင်တေဆုံးခဲ့သည့်ရုပ်အလောင်း20ကျော်ရရှိထားတယ်လို့လည်းဆက်ပြောပါတယ်။ ်40ကျော်သေးတယ်။စခန်းထဲမှာကိုသေးတာက20ကျော်သေးတယ်။စစ်ကူလာတာလည်းတက်တွေလှန်ကြတယ်ဆိုတော့သေးတာများတယ်။ခမန်းချေ40လောက်ရှိမယ်လို့၎င်းကဆက်ပြောပါတယ်။ဒါပေမဲ့ဒိန်းစီရတဲ့လက်နက်ခဲယမ်းစီရင်တဲ့ဖမ်းမိတဲ့စစ်သွုံပန်းစီရင်ကိုတော့အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။ကန်တော့ရက်စကန်ဟာအထက်ချာကြတဲ့အာဆီယံလမ်းမကြီးပလဲကန်ကောလမ်းပိုင်းပေါ်မှာတည်ရှိတယ်လို့လည်းဖော်ပြထားပါတယ်။အဲဒီလမ်းဟာအိန္ဒိယနိုင်ငံအထိသွားလာနိုင်လို့မဟာဗျူဟာအရအလွန်ရေးပါတဲ့နေရာလို့လည်းဆိုပါတယ်။ ဒါအပြင်ကန့်နှောင်းကနေအနောက်မြောက်ဖက်မိုင်30ကျော်ကွာမှာစစ်ကောင်စီရဲ့အမှတ်23ကာကွယ်ရေးပစ္စည်းစစ်ရုံကပ္ပစ23တည်ရှိပြီးအနောက်တောင်ဘက်35မိုင်ခန့်အကွာမှာကပ္ပစ24တည်ရှိပါတယ်ကန့်တောင်ရဲစခန်းဟာပလဲမြို့မှရဲစခန်းပြီးရင်ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီးဘန်ဂါတွေမိုင်ကွန်းတွေဂရုချင်းတွေနဲ့ခန်းစစ်အထက်ထပ်ပြင်ဆင်ထားတဲ့တပ်စခန်းတခုလို့လည်း PLA ကပေါ်ပြထားပါတယ်ဒါကြောင့်စကမ်းမကြဖို့မုံရွာမှာခြေဆိုင်တဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကလေကြောင်းပစ်ကူဘုံကျဲတာတွေအများပြားလို့ပြုလုပ်ခဲ့ပါဗျ။ ဒါပေမဲ့တပေါင်းစုရဲ့မလျှော့တဲ့ဇွဲလုံးလောက်ဝရီးယားနဲ့ရွရွချွန်းချွန်းထိုးစစ်ဆင်တက်ခိုက်ခဲ့တာတွေကြောင့်အောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ခန်းတော်ရဲစခန်းကိုပြည်သူလွတ်မြောက်ရေးတပ်မတော်ကဂျွန်လ၂ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပြီးနှစ်ပတ်ကျော်ကြာသိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲကာလအတွင်းစစ်ကောင်စီကလေကြောင်းပစ်ကူတရဆက်ပေးခဲ့ပြီးအပြင်းထန်ခုခံခဲ့တယ်လို့လည်းသိရပါတယ်။ဂျွန်လ၂ရက်ကစပြီးစကန်သိန်းဆိုင်ကြီးဂျွန်လ၁ရက်အထိလေကြောင်းတိုက်ခိုက်မှုအကြိမ်၂၀၀ကျော်ပြုလုပ်ခဲ့ပြီးဘုံဒီအလုံးရင်း၅၀၀ကျော်တဲချခဲ့တယ်လို့လည်းဆိုပါတယ်။ ဘုံတီအလုံးရင်900ကျော်တွေ့ထခဲ့သည်စစ်တပ်ကဂျက်ဖိုက်တာတွေ112ဘုံတဲလေယာဉ်တွေ MI35 တိုက်ခိုက်ရေးရဲယာဉ်တွေနဲ့စစ်တပ်လေထီတွေနဲ့တိုက်ခိုက်ပြီးစခမကြအောင်ခုခံတဲ့ကြားကဆစ်ရှုံးခဲ့တာဖြစ်ပါတယ်ဂျက်ဖိုက်တာတွေ112ဘုံတဲလေယာဉ်တွေအပါအဝင် MI35 တိုက်ခိုက်ရေးရဲယာဉ်နဲ့စစ်တပ်လေထီတွေနဲ့လည်းလာရောက်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်စကူတွေကိုလည်းကန်းတော်ရွာနဲ့သုံးပိုင်ခန့်ကွာဝေးတဲ့အင်မတီရွာကတည်းက MI17 နဲ့အတင်းကျင်းပို့ခဲ့ပါတယ် ဒါပေမဲ့စစ်ကူတွေကိုတော်လိုင်းရဲ့အဖွဲ့တွေကကြားဖြတ်တိုက်ခိုက်မှုကြောင့်နောက်ပြန်လန်ကြတာတေဆုံးထိခိုက်တာတွေအများကြီးရှိတယ်လို့သိရပါတယ်။ဒါပေမဲ့ဂျွန်လာ၁၀ရက်မှာတိုက်ပွဲအတွင်းလေကြောင်းပစ်ကူလာပြီးတဲ့စစ်ကောင်စီရဲ့ F7 Chengdu J7 အမျိုးအစားတိုက်လေတစ်စင်းကိုပြည်သူ့လက်မှတ်ရေးတပ်မတော် PLA ကပစ်ချနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။စစ်တပ်ကလေကြောင်းကပို့တဲ့လက်နက်ခဲယံရိတ်ခါထုတ်တွေကိုစစ်သားနဲ့ပြည်တွေထွက်ယူခြင်းတွန်လိုင်းရဲ့အဖွဲ့တွေကပြစ်ခတ်တာကြောင့်ထွက်ယူမရလဲဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။ တင်းစီရရှိတဲ့လက်နက်ခဲယမ်းတွေ drone တွေထဲမှာလေရင်ပေါ်ကချပြီးမတုံ့ညောင်သေးတဲ့ drone တချို့ကိုလည်းတွေ့ရပါတယ်။မနေ့ကလည်းတနေကုန်ကျဲတဲ့လေရင်ကလို့ PLA ရဲ့ပြောဆိုခွင့်ရှိသူကစကန်သိမ်းပြီးအခြေအနေကိုပြောပြပါတယ်။ကနော်ရဲ့စကန်သိန်းတိုက်ပွဲကို PLA နဲ့အတူမြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရင်းမာပင်ခရိုင်အမှတ်၁၁တပ်ရင်းဂျတင်းနဲ့တပ်မတော်ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး VLDF တောင်းနဲ့နယ်စည်းမချပြောက်ကြတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကပူးပေါင်းတိုက်ခဲ့တယ်လို့သိရပါတယ် အီရန်ရဲ့နျူကလ িয়ার ရီမန်းချက်ကိုအပြည့်တိုင်ခြေမုံမယ်လို့အစ္စရေးဝန်ကြီးချုပ်ကြုံဝါကြောင်တီးရပါတယ်။အီရန်ကနျူကလ িয়ার ချိန်ချောင်းမှုကိုအပြည့်တိုင်ခြေဖြတ်ဖို့စိတ်ပိုင်းဖြတ်ထားကြောင် အစ္စရေးဝန်ကြီးချုပ်မင်ဂျမင်နေတန်ယာဟုကကြုံဝါလိုက်ပါတယ်။အစ္စရေးဟာအီရန်မှာလက်ရှိဆင်နွှဲနေတဲ့လေကြောင်းစစ်ဆင်ရေးတွေတွင်အီရန်ရဲ့နျူကလ িয়ার ဆက်လက်ထုတ်လုပ်နိုင်ခြေတွေကိုရောတိုက်ချင်းပြစ်ပယ်ထိန်ဒုံးကြီးစွန့်ရင်ကိုပါအပြည့်တိုင်ဖြတ်စည်းဖို့ရည်ရွယ်ထားကြောင်ဂျွန်လ19ရက်နေ့မှာနေတန်ယာဟုကထပ်လောင်းပြောဆိုခဲ့ပါတယ်။ တနင်္ဂနွေကိုလိတ်မှုတဲ့ရုပ်မြင်သံကြားမိတ်ခွန်းထဲမှာနေတန်ယာဟုကဣသရေတောင်ပိုင်းကစေယုံတစ်ခုပျက်စီးခဲ့တာပါဝင်အီရန်ကလက်တုံပြန်တဲ့ဒုတိယပစ်ခတ်မှုတွေကိုရှုတ်ချသွားခဲ့ပါတယ်အဲဒီတက်ခတ်မှုတွေဟာနိုင်ငံတကာလူသားချင်းစာနာမှုစီမင်းဥပဒေတွေကိုချိုးပေါက်ခြင်းနဲ့ဖြစ်တယ်လို့သူကဆွဆွဲထားပါတယ်။အီရန်တော်လှန်ရေးစောင့်တပ်တွေကတော့အဲဒီစေယုံကိုတမင်တကာပြစ်မှတ်ထားခဲ့တာမဟုတ်ဘဲအနီးမှာရှိတဲ့အစ္စရေးစစ်ကောင်ထုကိုပြစ်ခတ်ခဲ့တာသာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ဒီတော်တွင်အစ္စရေးကာကွယ်ဝင်ကြီးကအစ္စရေးအနေနဲ့ အီရန်ဆိုရအဓိပတိအာယာတိုလာအလီခမနီကိုလောက်ကြံတဲ့နယ်ဆိုတာကိုစစ်စင်ရဲ့ယီမန်တက်တစ်ခုဖြစ်အလေးထားစဉ်းစားနေပြီလို့ထင်ကြောက်ခဲ့ပါတယ်။ဒါဟာအီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုဖျက်ဆီးဖို့အဓိကအရည်ရွယ်ချက်ထားတဲ့အစ္စရေးရဲ့မူလစစ်စင်ရဲ့ယီမန်ချက်တွေကနေတိတိတသားပြောင်းလဲဖြစ်လာတဲ့အိဗယ်ဖြစ်ပါတယ်။အီရန်ဟာအခုခါမှာခက်အမိဆုံးဒုံးကျည်မျိုးစားတွေနဲ့ထိပ်ဖူးတစ်ခုတည်းကနေပြင်းမှတ်တော်တော်များများစီခွဲဖြန့်ချရောက်နိုင်တဲ့ဒုံးကျည်တွေကိုပါအသုံးပြုတိုက်ခိုက်လာနေကြောင်းအစ္စရေးကဆွတ်ဆွဲထားပါတယ်။အီရန်ရဲ့အဲ့ဒီလက်နက်တွေဟာ ဣသရေလလေကြောင်းကာကွယ်စနစ်တွေကိုအကြီးကျယ်ပြများစေပြီးဝန်ပိလာစေမဲ့အလားလာတွေလည်းရှိနေပါတယ်။ဥပမာဒုံးကျည်စင်းဟာဣသရေလလေပိုင်းနဲ့ထဲဝင်ရောက်လာပြီးရင်ထိပ်ဖူးတစ်ခုတည်းကနေအပိုင်း၅ခုလောက်ခွဲထွက်သွားတဲ့အခါဣသရေလအတွက်ဂျာပြစ်ပစ်ချဖို့အများကြီးပိုခက်ခဲသွားတာကြောင့်ဖြစ်ပါတယ်။ ဥရသမဂါကတော့နိုင်ငံလေကြောင်းခွန်လေးအပြိုင်ဆန်တက်ခိုက်မှုတွေတွင်အရသားတွေထိခိုက်ဒေဆုံးမှုမြင့်တက်လာတဲ့အပေါ်အထူးစိုးရိမ်ကြောင်းထုတ်ပြန်ပြီးနှစ်ဖက်စလုံးကိုအတက်နိုင်ဆုံးထိန်းသိမ်းသိမ်းသိမ်းလှုပ်ဆောင်မှုစီးရေးပြတ်မှတ်မဟုတ်တာတွေကိုရှောင်ရှားဖို့နဲ့နိုင်ငံစီးမျက်စီကောင်းတွေကိုလေးစားလိုက်နာကြဖို့တိုက်တွန်းထားပါတယ်။ဒမရထရမ်ကလည်းအီရန်ကိုတက်ခိုက်မဲ့အစီအစဉ်ကိုခွင့်ပြုလိုက်ပြီးဖြစ်ပေမဲ့လက်တလုံးမှာအမိတ်မထုတ်ပြန်သေးဘူးလို့စင်ဟွာသတင်းကဖော်ပြပါတယ်။အမေရိကန်ဒမရထရမ်က အီရန်ကိုတိုက်ခိုက်မဲ့အစီအစဉ်ကိုခွင့်ပြုလိုက်ပြီးဖြစ်ပေမဲ့လက်တလောမှာအမိတ်မထုတ်ပြန်သေးဘူးလို့စင်ဟွာကသတင်းဖော်ပြပါဗါတယ်။အမေရိကန်သမ္မတထရမ့်ကသူ့အနေနဲ့အမေရိကန်စစ်တပ်ကအီရန်ကိုတိုက်ခိုက်မဲ့အစီအစဉ်ကိုခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်။ဒါပေမဲ့အီရန်အနေနဲ့နျူကလ িয়ার စီမံကိန်းတွေကိုဆွတ်လွတ်မလားမဆွတ်လွတ်ဘူးလားဆိုတာကိုစောင့်ကြည့်ဖို့အတွက်လက်တလောမှာအမိတ်မထုတ်ပြန်သေးတာဖြစ်တယ်လို့ The Wall Street Journal ကိုကိုးကားပြီးစင်ဟွာကဖော်ပြထားပါတယ်။သမ္မတထရမ့်ဟာ ဂျွန်လ19ရက်ညပိုင်းကသူ့ရဲ့အကြီးအကဲလက်ထောက်တွေကိုအခုလိုမျိုးပြောကြားခဲ့တယ်လို့ဒီကိစ္စနဲ့နိဆက်သူ၃ဦးရဲ့ပြောကြားချက်ကိုကိုးကားပြီး The Wall Street Journal ကဂျွန်လ16ရက်နေ့တွင်ဖော်ပြထားတယ်လို့ဆိုပါတယ်။ Israel စီးရဲလို့ရှာမှုမှာပါဝင်မှာဖြစ်တယ်လို့ထင်ကြောင်းမှုကတစဉ် Nuclear စီမံကိန်းကိုဆွတ်လွတ်ဖို့ Iran ကို Trump က PR ပေးလိုတယ်လို့သတင်းတွေဖော်ပြထားပါတယ်။ကြောက်ဖြူရည်တဌာနချုပ်တို့တိုက်ပွဲနီးကလာကြောင်းသိရပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဒညဝတီရည်တဌာနချုပ်တွားရလမ်းဖြစ်သည့် တစ်ပုတ်တောင်လမ်းခွဲတွင်တိုက်ပွဲများပြင်းထန်နေကြောင်းစစ်ရေးတင်ရင်းမြစ်များကပြောပါတယ်။တိုက်ပွဲမှာရဲတပ်ဌာနချို့သို့တမိုင်းနီးပါးအထိနှိကပ်လာပြီးဖြစ်ပြီးဂျွန်လ20ရက်နေ့မနေ့ပိုင်းအထိတိုက်ပွဲများပြင်းထန်နေစေဖြစ်ကြောင်းသိရပါတယ်။တစ်ပုတ်တောင်ကိုကျော်နေပြီလို့သိရတယ်။ဒရယဝရီရဲစခန်းဌာနချို့နဲ့တစ်ပုတ်တောင်ကြားထဲမှာအရခတ်တပ်တော်ဘက်ကခြေကုပ်ယူထားတယ်လို့ကျွန်တော်တို့ဘက်ကကနဦးစုံကသိရှိရပါတယ်ဟု CDM ဗိုလ်ကြီးဇင်ယော်ကပြောပါတယ်။ကျောက်ဖြူတွင်မိုးသည်ထန်စွာရွာသွန်းနေသည့်ကြားမှာ AA ကတိုက်စစ်ပေါ်ဆောင်နေခြင်းဖြစ်ပြီး ဇွန်လ16ရက်ကလည်းပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။ထိုပြင် AA ကထိုးစစ်ဆင်နေသည့်ကြောက်ဖြူရဲတရင်30နှစ်စခန်းသိမ်းတိုက်ပွဲသည်လည်းယမန်နေ့ကညနေပိုင်းကစ၍တိုက်ပွဲတံများဆဲသွားကြောင်းဒေသတွင်းသတင်းရင်းမြစ်ကဆိုပါဗျ။ရဲတရင်30နှစ်ဤကာကင်စကန်ရှိသည့်ပြိုင်းကေစိတ်ကျေးရွာတွင်စစ်ကောင်စီတပ်နှင့် A တို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားအင်အား100ရှိသည့်နှင့်50ဦးထက်မနည်းသေဆုံးသွားကြောင်းရခိုင်အခြေစိုက် Western News ကဖော်ပြထားပါသည်။ရဲတရင်30နှစ်ကရတော့မယ်ထင်တယ်။ရခိုင်နီမီလို့ကြားရတယ်။ ယနေ့မနေ့အထိတတော်ပြင်းထန်တယ်ညနေကစာပြီးအဲ့ဒီဘက်ကပြစ်ခတ်တံတွေလုံးဝမကြားတော့ပဲတိတ်သွားတာခုထီပဲခဏရက်တာလားဒါမှမဟုတ်ရသွားလို့ရက်တာလားဆိုတာစုံစမ်းနေစေပါရဲတပ်ဌာနချုပ်ဘက်သွားတဲ့နေရာတော့အခုဖြစ်နေတော့မယ်ဟုတ်၎င်းကပြောပါတယ်စီဒီအမ်ဘိုးကြီးစင်ရောကလည်းရက်တာက32ကိုတိမ့်ပိုက်လူနီနီဖြစ်နေတယ်ရဲတရင်ကအဖွဲတွေကလက်လက်ချမလားနောက်ကိုစုံမလားဆိုတာကတော့မပြောတတ်သေးဘူးနည်းနည်းအဆက်အသွယ်ပြတ်တောက်ခြင်းနဲ့ပုံစံမျိုးတွေတော့ကြားသိရထားတယ် သူတို့စုတ်ရင်လည်းခါလိုက်ရ34ဒါမှမဟုတ် အကျဉ်းထောင်ဘက်ကိုသွားပြီးတော့စုတ်မယ်လို့ခန့်မှန်းရပါတယ်ဟု၎င်းကပြောပါတယ်အဆိုပါစကောင်းသိန်းတိုက်ဘက်ကိုစစ်ကောင်စီကစစ်ကူမပို့ရန် A ဘက်ကပိတ်ဆို့ဖျက်တောက်ထားနိုင်ပြီးစစ်ကောင်စီတပ်သားများပြားတေဆုံးကြောင်း၎င်းကတစက်တည်းဆိုပါတယ်တိုက်ပွဲအခြေအနေနဲ့ပတ်သက်၍အရခတ်တတော် A ပြောရေးစုခွင့်ရှိသူဥခိုင်တုခကိုဆက်သွယ်မေးမြန်းထားတော့လဲပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူးကျောက်ကျူမြို့နယ်တွင်စစ်ကောင်စီဒဏ်ရာဝတီရတဲ့ဌာနချုပ်ကျောက်တလုံးဖရအနိရှိခမရ ငါလီနဲ့ဂုံးချွန်ရွာအနီးရှိခမရငါလီတို့ခလာရတုံးလေးမြို့အနီးရှိအမှတ်30ရဲ့တရင်နဲ့တောင်မော်ကြီးရေတပ်ဌာနခွဲတို့တရှိပါတယ်။ IRCAT တော် ANE ဖြင့်ရခိုင်ပြည်နယ်တွင်အကြီးဆုံးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခအပါဝင်မြို့စလေးမြို့ကိုတင်ပိုက်ဖိန်းထုတ်ထားပြီးပင်လယ်ကားရိုးတန်းဒေသများဖြစ်သည့်စစ်တွေကြောက်ဖြူမအောင်စသည့်နောက်ဆုံးလက်ချက်မြို့တုံးမြို့ကိုတင်ပိုက်ရန်ကြိုးပမ်းနေကြောင်းသိရပါတယ်။